ဦးစမင်းတရားရဲရွာမှာအိမ်ကိုစွန့်ပြီးတော့မြို့ကိုရှေ့ရှာရန်စဉ်းစားမိလေတယ်။မြို့ပြနေနေချင်းတဲ့အိမ်မက်ကသူ့အတွက်အကြီးမားဆုံးဆန္ဒဖြစ်တယ်။ရွာတွင်နေရသည်မှာမျက်စိပိတ်နားပိတ်ဖြစ်ကအမြင်မကျဲဘူးယူဆလျက်မြို့ပြလူနေဘူးဘဝကိုသူ့အလွန်ပင်မမောလာတယ်။ဒါကြောင့်ပိုင်ဆိုင်သမျှလေယာတို့ကိုရောင်းချပြီးတော့မြို့ကိုအခြေချရန်အိမ်ပွဲသားများနဲ့ချိတ်ဆက်လေတယ်။ကားလျော်စွာဖြင့်သူကအင်ချမ်းမြေပွဲသားတစ်ယောက်နဲ့ချိတ်မိပြီးတော့စိတ်ညင်ရက်ကော်လေးတစ်ခုလင်ရှိတဲ့ချမ်းဝင်းကြီးကို ဇီသက်သက်သာလေးနဲ့ရလိုက်တယ်။ဒါကြောင့်ဦးစမင်းတယောက်အပျော်ကြီးပျော်ကားဇနီးနဲ့သားသမီးများကိုခေါ်ပြီးတော့မြို့ကိုပြောင်းလိုက်တယ်။ဇနီးတွေမှာတောတွင်သာနေကျင်တော့လေလင်သားဖြစ်သူဟာပြန်အာမခံရဲသောကြောင့်မြို့ကိုကုတ်ကုတ်ပအောင်လိုက်တော့ရတယ်။သမီးဖြစ်သူမှမူဖယိန်နဲ့တပုံစံနဲ့ဖြစ်ကတောရွာကိုကျေးဇူးကမ်းပြီးတော့မြို့တွင်သာအခြေချလူသူဖြစ်တဲ့ယခုမြို့ကိုပြောင်းလာရသဖြင့်အလုံးမင်းပြောချွင်နေလေတဲ့။ထိုရင်းကြီးကိုပြောင်းလာကစားတွင်ပြဿနာကမရှိတော့လေ တပတ်လောက်ကြာတွင် ပြဿနာကဆလေတော့တယ်။ဘသူလဲဟိမိဖို့ဆောင်ထဲမှာသမီးလားဒေါခင်လာသည်မိဖို့ဆောင်ထဲမှာသူ့အားကြောပီးပြီးရက်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်တော့ကြောင်လှမ်းမိလိုက်တယ်။ပြန်ထူးသာမကြားသဖြင့်သူ့မကိုယ်တိုင်မိဖို့ဆောင်ထဲဝင်သွားပြီးတော့ကြီးလိုက်တယ်။ဟမ်ဘသူမှလည်းမရှိပါလား။ငါမြင်မာတာနေမှာပါ။မိဖို့ဆောင်ထဲတွင်မိသူမှမရှိတော့ကြောင်ဆောင်ကမြင်လိုက်ရတဲ့လူရိတ်ကသူမြင်မာတယ်လို့ထင်မြင်က မိမိပြပြောက်ထားလိုက်တယ်လူအရေးရောင်လို့ဒီတခါတရံမိဖို့ဆောင်တွင်နေမြင်တွေ့ရလိုက်ဧကားထိတ်တွင်မြင်လိုက်ရဖြင့်သူမကိုစိတ်အာယုံတွေထွေပြားလာစေတယ်တာမန်မဟုတ်သဖြင့်သူမြင်ရသည့်အကြောင်းကိုလင်းဖြစ်သူဟာပြောပြလိုက်လေမဟုတ်တာလှခင်ဟာဒီအိမ်ကြီးမှာငါတို့မိသားစုကလွဲပြီးတော့ဘယ်သူမှရှိမှလဲအိမ်နီးနားချင်းတွေနဲ့လည်းတယောက်မှမတီးကျွမ်းသေးဘူးကျမတကယ်မြင်တာပါဆိုတော့ကလည်းတကယ်လို့လူရှိတယ်ဆိုရင်ငါတို့ကမြင်ရမှာပေါ့ ဘာမှလဲနေမြင်တဲ့လူကဒေါခင်လာမှာသက်သေမပြနိုင်တဲ့ဖြစ်ရင်ကုတ်ကနေနေရတယ်တနေ့တွင်သမီးဖြစ်သူငွေမုံကလည်းအပြင်းမပြန်လာပြီးတော့ရေရှိုးရဲ့ရေရှိုးခန်းထဲကိုလာလိမ့်တယ်ရေရှိုးခန်းထဲမှာရေချတဲ့အတူမိန်းကလေးတယောက်ရှိုင်းငူတန်တို့ကကြားလိုက်ရတယ်ငွေမုံကကြောက်တဲ့သူမဟုတ်တဲ့ဖြစ်ရေရှိုးခန်းတကားကိုအသာဖွင့်ကြည့်လိုက်တယ်ဟမ်အသားကဒီကလာနေတာပါရေတန်လဲကြားနေရတာ အခုဘာရေးမှမကြပါလားသူမရေရှိုးခန်းထဲကိုအကုန်လေးလာကြည့်တော့လေရေရှိုးခန်းသုံးပစ္စည်းမှအပမိသည့်အရာမှမတွေ့ရချေဒါကြောင့်သူမရေပန်းဖွင့်က တချင်းလေးညင်းရင်ရေရှိုးနေမိတယ်ရေရှိုးနေစဉ်အနောက်ဘက်တန်းမှရေရှိုးစက်ပြဘူးကတန်းပေါ်ကနေအောက်ဘက်ကိုကျသွားလေတယ်သူမသည်တချင်းကညင်းနေတာကိုရက်ပြီးတော့ရေပန်းကိုပိတ်လိုက်ကအောက်ကိုကျနေတဲ့စက်ပြဘူးကိုကောက်လိုက်လေတယ်ဟင်ဒါရင်ငါမွယ်မိပါဘူး သူများအဆုပ်အဟောင်းတွေထင်တယ်။သူမသည်ထိုဆက်ပြဘူးဟာအမိုက်ပုံးလေးသို့ပစ်ထည့်လိုက်တယ်။ထို့နောက်ရေပန်းကိုပြန်ဖွင့်ကရေဆက်ချိုးနေလိုက်တယ်။သူမဝယ်လာတဲ့ဆက်ပြဘူးကိုထုတ်ကတန်းမိုတင်လိုက်လေတယ်။ဒေရှာတင်လိုက်တော့လဲဆက်ပြဘူးကအစုံတစ်ယောက်လှုပ်ပစ်လိုက်တဲ့ကဲသူရေချိုးခန်းထောင်းကိုရောက်သွားလေတယ်။ဟဲ့ဘလို့ဖြစ်တာလဲ။မုံမုံတယောက်စိုးသက်လိုက်သည်။ဆက်ပြဘူးကပြန်ကောက်လိုက်ပြီးတော့လိုစလောင်းညှင်းယူက ဝှက်လျှောက်ဆက်ပေါ်တင်ထားလိုက်သည်ကိုကိုတိုက်ပြီးခေါင်းချုံရံစပင်ကိုဖြေရှားလိုက်တယ်ခေါင်းကိုအသေးချဖိပြီးရေဖမ်းအောက်သို့ဝင်လိုက်တယ်ခေါင်းလျှော့စီယူကထဲ့လိုက်တယ်အမြုပ်တို့သည်များစွာထလာလျက်သူမမျက်လုံးထဲဝင်သွားလိမ့်တယ်ဆက်နေသည်ဖြင့်သူမသည်ရေဖမ်းကိုလက်ဖြစ်ဆန်းကမျက်နှာတည်ရန်ပြင်နေဟင်ဘာကြီးလဲသူမသည်အေးဆက်ဆက်အရာရေဖမ်းအောက်မှဆမ်းမိသည်ဖြင့်ရင်ထဲထိတ်ခနဲဖြစ်သွားရလေတယ် ျက်လုံးမှာခေါင်းချော်ရီဆေးမြောင်းဝင်နေသဖြင့်ဖွင့်လို့မရခဲ့ပြီ။သူမသည် နောက်တစ်ခါရေပန်းထပ်ဆန်းလိုက်သည်။သူမမျက်နှာရေဆေးပြီးမျက်နှာဖွင့်ကလူဆမ်းမိတဲ့အရာဝေဝဲချနေတော့လေဤသည့်အရာမှမရှိပေ။ရေပန်းပိတ်သွားသောကြောင့်သူမသည်ရေပန်းမောကြည့်လိုက်လေတဲ့။သူမသည်ရေပန်းပေါ်တွင်ခွာထိုင်နေတဲ့ဖြူဝက်ဖြူရောသပင်ဖားလားတဲမှတွေးလိုက်ရသောကြောင့်ဖြစ်တဲ့။ထိုတဲမှကသူမပြုံးပြနေပြီးတော့ရေပန်းလက်ကြီးဖြင့်ခံထားလေတဲ့။ ။ဝင်မုံသည်ရေလဲသပတ်ကြီးကိုပကအပြင်ဘက်ကြီးမိခင်ရှိအောင်ပြေးထွက်လာခဲ့တယ်။မိဖို့ဆောင်ဘက်မှာချက်ပြုတ်နေတဲ့ဒေါခင်လာကလည်းဥရဘားရနဲ့ပြေးလာပြီးတော့တမိယမြင်လျင်ဟဲ့မဟုတ်ဘလို့ဖြစ်လို့တပတ်ကြီးနဲ့ပြေးလာရတာလဲ။မေရ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 ှုကနေမှာတတရရှိတယ်။ဘလို့သမီးအဲကရေချိုးခန်းထဲပေါ်ဘလို့ရောက်နေရလဲတကယ်ပြောတာအမီးသမီးတေချာမြင်ခဲ့ရတာ ืมဒီရင်ကြီးอ่ะတခုတော့တခုခုပဲသမီးသမီးဖေကိုပြောပြရရင်လည်းယုံမှာမဟုတ်ဘူးထိုချိန်မှာဦးစမ်းမင်းအလုတ်သွားနေကြအချိန်ဖြစ်တယ်ငွေမုံသည်အရင်တော့ကမိခင်ဖြစ်သူလူရိတ်လူရောင်မြင်ရသည်ကိုပြောတော့ကသူမမယုံခဲ့ပြီဒါပေမဲ့အခုသူကိုယ်တိုင်မြင်တွေ့ရတော့ကြောင်းမိခင်အမှန်တိုင်းပြောနေခြင်းဖြစ်သည်ကိုလက်ခံလိုက်တော့တယ်ယခုညာဦးစမ်းမင်းတယောက်အိမ်ကိုနောက်ကျပြီးမှပြန်လာတယ်ဇနီးနဲ့တမီးဖြစ်သူမှသူ့အာမဆောင်ဘဲနဲ့ ညသာအရင်စားနေလိုက်တယ်။သူသည်ပြန်ရောက်ချင်းကိုလက်တန့်စင်ကထမင်းစားခန်းထဲသို့ဝင်ထိုင်လိုက်တယ်။ထမင်းစားခန်းမှကြည့်လျင်အေကန်းကိုရှင်းလင်းစွာမြင်ရတယ်။သူကထမင်းစားနေရင်းနဲ့အေကန်းဘက်ကိုအမတ်မထင်လှည့်ကြည့်လိုက်တယ်။ဟင်ဘာတူလဲတီဗီကြည့်နေတာ။အေကန်းဆိုပါတွင်လူကြီးတယောက်နဲ့မိန်းမကြီးတယောက်ကကလာသချင်းအဖွင့်ကကြည့်နေလေတယ်။အဲ့ဒါရောက်နေတာများလား။ဦးဆမင်းကစားလက်စားထမင်းကို ဒီတိုင်းချခဲ့ပြီးတော့အေကန်တန်းကိုဝင်လာခဲ့တယ်။ဟင်ဘယ်ရောက်သွားတာလဲ။စောစောကဆိုဖာပေါ်တွင်ကြောပွေးပြီးထိုင်နေတဲ့လူနေအောင်စလုံးမရှိတော့ပေမဲ့တီဗီမှာတော့ဖွင့်လျက်သာဖြစ်နေတယ်။မူဆာမင်ကရမူဝါယူပြီးတော့တီဗီကိုပိတ်လိုက်ပြီးလျင်အိယာခန်းထဲသို့ဝင်ရန်ပြုတ်လိုက်လေတယ်။ပိတ်ထားသောအခန်းမှာမိန်းကလေးငုံညိတဲ့ကြားရသဖြင့်သူသည်တမိဖြစ်လေမလားဆိုတဲ့အတူဖြင့်ထိုခန်းကိုကတ်သွားပြီးတော့တကားဟုအသာဖွင့်လိုက်တော့တယ် ခန်းတစ်ခုလုံးလည်းမှောင်မဲနေတဲ့ဖြင့်သူသည်မီးကလေးကိုလက်ဖြစ်ဆမ်းပြီးတော့ဖွင့်လိုက်လေတယ်။မီးပွင့်သွားပြီးတခန်းလုံးလင်းသွားလေတယ်။ဆိုနကဒီနာအတန်ထွက်လာတာပါ။ဘာသူမှလည်းမရှိပါလား။ထို့စဉ်မီးဖို့ကြောင့်ဘက်မှအိုးခွက်ပကံကြတာများကြားသဖြင့်အခန်းလွတ်ထဲမှပြေးထွက်လာကမီးဖို့ဆောင်ဘက်ကဥတည်လိုက်လေတယ်။ဘာသူလဲ။ငါအိမ်ထဲဝင်လာတာ။သွားထွက်သွား။ငါတို့အိမ်ထဲကထွက်သွား။ ကိုရဲ့အတန်ကြီးနဲ့မိဖို့ဆောင်ဘက်မှာယောက်ျားကြီးစီမှာအတန်ထွက်လာလေတယ်။သူကခေါင်းနှပန်းကြီးသွားပြီးတော့ဘာဒါငါရင်ကွတလောကမှာငါဝေထားတာထိုသူပြောလိုက်တာနဲ့ထိုသေးရဲ့ကြီးကသူ့ရှေ့မှာပေါ်လာပြီးသူဟာဒေါသထွက်သည့်မျက်လုံးကြီးဖြင့်စိုက်ကြည့်နေလေတယ်။သွားထွက်သွားထွက်သွားသူဟာထွက်သွားရင်ထပ်တလဲလဲပြောဆိုနေလေတယ်။ထိုသေးရဲ့ကြီးပါဇက်ကဟားလိုက်တိုင်းပါဇက်အတွင်းမှာလောက်ကြီးများကတဖွာဖွာကြလာကား မင်းရသူအဖို့အော်ကလီစံတရာကောင်းလာလေတဲ့။ဦးစမင်းကဘေးမှာတင်ထားတဲ့ဖန်ပန်းအိုးလေးကိုကောက်ယူကတဲရထူးချလိုက်လေတဲ့။ဖန်အိုးလေးမှာကွဲသွားပြီးတော့ရေများပန်းများဖန်ကွဲစာများနဲ့ပြန်ကျင်းနေလေတဲ့။တဲရဲမှာပျောက်သွားပြီးမိသည်များမှာတစ်ဖက်ဖက်ဖြစ်လင်းလိုက်မိန်လိုက်ဖြစ်နေလေတဲ့။ကိုစမင်းဘာဖြစ်တာလဲ။အနီယိုမိမနဲ့သမီးဖြစ်သူရောက်လာပြီးသူဟာမေးလိုက်လေတယ်။သမီးဖြစ်သူကြောက်တော့မှဆိုသဖြင့် ဘာဘာဘာမှမဟုတ်ပါဘူးကွာကျောင်းနေကြီးတကောင်မိဖို့ဆောင်ကငါတွေလာခိုးစားနေလို့ဟုတ်လို့လားကိုစမ်းမင်းရဲ့ကိုစမ်းမင်းစကားပြောနေတာကြားရပါတယ်ဩအဲ့ဒါကျောင်းလူဆဲနေတာပါဘာမှမဖြစ်ပါဘူးတွားရင်အောင်လားဖန်ဆာမြားမသိဆဲတော့ပိုင်နဲ့မိမိကအိတ်ခန်းထဲကိုဝင်သွားသည်ငွေမုံမှလည်းသူ့ခန်းထဲကိုပြန်ဝင်သွားလိုက်လေတဲ့ဒုမကအိယာဘောတတ်မသွားသေးဘဲနဲ့ခရင်တစ်ခုခုလိန်ရန် မန်တင်ကုန်ရှိကိုထိုင်လိုက်လေတယ်။ပရင်ဘူးကိုယူပြီးသူ့မျက်နှာပေါ်တွင်လဲလိုက်လေတယ်။ဟင်။မန်ထဲမှာထူးဆန်းသောသူမရဲ့အရေအားကြီးကအံ့ဩနေလေတယ်။အเจ้าမသူမဒီခရင်လင်းနေတော့လဲမန်ထဲမှာသူမရဲ့အရေကတောင်းတောင်းကြီးထိုင်နေသောကြောင့်ဖြစ်တယ်။သူမဒီထားရပြီးတော့မန်ချိတ်တွင်တမျိုးပြီးတမျိုးလှုပ်ရှားနေတော့လဲမန်ထဲမှာသူ့အရေကတောင်းတောင်းကြီးရက်နေတယ်။တဖြည်းဖြည်းနဲ့မှန်ထဲမှာသူမအရေးကဖြူပွက်ဖြူရောမျက်နှာဖြည့် ကောင်မလေးတစ်ယောက်ဖြစ်သွားလိမ့်တယ်။သွားငါအခန်းထဲရထွက်သွား။တအားနဲ့သူမလန့်သွားပြီးတော့ဖင်ထိုင်လဲကျသွားပြီးဓမီကိုယူကမိဘနှမချီရအခန်းကိုပြေးလာကတကားကိုဓမုံမုံနဲ့ထုတ်လိမ့်တယ်။အမေအဖေတကားဖွင့်ပါဦး။တမီးခန်းထဲမှာတရေရှိတယ်။တမီးမေရေဦး။တကားထူတန်ကြားရသဖြင့်ဒေါ်လာငင်ကထလာပြီးတကားကိုဖွင့်လိုက်တယ်။ တမီးလေးဘာဖြစ်လို့လဲဇမင်းဖေယိုဖေးရဲ့နိမျက်နှာတွင်လဲခရင်မြပလက်ပွားလိမ့်ကြံထားတယ်တမီးလေးဟာအခန်းထဲကိုခေါ်ကတကားပိတ်လိုက်လေတယ်ဦးစမင်းကလည်းထလာကဘာဖြစ်တာလဲတမီးမွေမုံမအကြောက်မပြေးသေးပဲနဲ့တခိုက်ခိုက်တုံကြီးကဖေဖေတမီးခန်းထဲမှာတရေရှိတယ်တရေရှိတယ်ဖေဖေဒေါခင်လာမှာတမီးကိုဖတ်ထားပြီးတော့ ီအိမ်မှာမကောင်းတာတခုရှိပါတယ်လို့ကျွန်မပြောသားပဲကိုစမ်းမင်းအေးပါကွာမနှက်မှငါဟိုပွဲသားကိုဆက်သွယ်ပြီးတော့ဒီအိမ်เจ้าကိုမေးကြည့်မယ်ကျွန်မတို့တော့သွားစရာ မရှိတော့ဘူးထင်ပါတယ်ဒေါခင်လာမှာဒီအိမ်မှာလဲဆက်နေလို့မရကြောက်ပြန်လင်းလဲနေစရာမရှိတော့ဒီအတွက်မိမိတို့အဖြစ်ကိုတွေးကတသိမ့်သိမ့်ငုံနေကြတယ်သူညတွင်တာမိတာဖာသုံးရစလုံးတခါနဲ့မှအေးလိုက်ကြတယ် နေ့ရောက်တော့ဦးစမင်းကအင်ကြီးပွဲစားခေါ်ယူပြီးတော့အင်ကြီးမှအဖြစ်အပျက်ကိုပြောပြပြီးထိုအင်ကြီးအကြောင်းကိုမေးလိုက်ပါတယ်။ငါလဲဒီအကြောင်းကိုတကယ်မသိဘူးစမင်းရ။ဈေးတန်လို့ဒီအင်ကိုငါဝယ်လိုက်တာ။ဒါဆိုဒီအင်ကြီးကိုဘသူစီကဝယ်ခဲ့တာလဲကိုမမောင်။ဟာဒီအင်ကြီးကိုဂေါ်ရကားအဖိုးကြီးတယောက်စီကဝယ်ခဲ့တာ။သူ့ကိုဆက်သွယ်လို့ရနိုင်သေးလား။အင်းသူ့လိပ်စာတော့ညှိုးပေးခဲ့သေးတယ်။ ထို့သောဖြင့်ဦးစမင်းနဲ့အိမ်မီဘွဲသားဦးမောင်တို့အတူခေါ်ရကားကြီးပြေးလိုက်တဲ့အင်္ဂလိပ်စာတိုင်းတွားလိုက်လေတဲ့ထိုအင်ရှိကိုရောက်တာနဲ့လူခေါ်ဘဲကိုနှိမ့်လိုက်တယ်အခါထဲမှာလူအိုကြီးတယောက်ထွက်လာတယ်ဘာကိစ္စကြီးလို့လဲဟိုကျွန်တော်ကအိမ်မီဘွဲသားကိုမောင်မောင်မဦးလေးဟိုတလောကဦးလေးစီကအိမ်ဝယ်ခဲ့သေးတယ်လीသိတယ်အိမ်ကြီးကဘာဖြစ်လို့လဲအဖိုးကြီးကစကားကိုခက်ပြက်ပြက်ပြောကတကားဖွင့်မပေးပဲရက်နေလေတယ် ဦးစမင်းကကျွန်တော်ကအဲ့ဒီအိမ်ကိုကိုမောင်မောင်စီကထောက်ဝယ်ခဲ့တဲ့လူပါအိမ်ကြီးကြောင်းသိကျင်လို့အထဲကိုဝင်ဝင်ပေးပါအောင်ကောရကအဖိုးကြီးကသူတို့ဟာခြေအဆခေါင်းဆုံးကြည့်ပြီးတကားကိုဖွင့်ပေးလိုက်လေတဲ့အဖိုးကြီးကသူတို့ဟာအေကန်းနဲ့သူ့ခေါ်သွားလိုက်လေတဲ့အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီအဖိုးကြီးမှလွယ်ကမိသူမမတွေ့ရပြီအကန်းလေးကိုဝေးဝါးကြည့်လိုက်တော့ နေရံပေါ်မှာချိန်ထားတဲ့မိသားစုဓာတ်ပုံစီကိုအကြည့်ရောက်သွားလိမ့်တယ်။ယောက်ျားနှစ်ယောက်နဲ့မိန်းမကြီးတစ်ယောက်မိန်းမရွယ်တစ်ယောက်ပုံဖြစ်တယ်။အဖိုးကြီးမှာယခုသူတို့ကခေါ်ဆောင်လာတဲ့အဖိုးပင်ဖြစ်တယ်။အဖိုးဒီမှာအဖိုးတယောက်ထဲနေတာလား။ဟုတ်တယ်။ငါ့ရင်လीငါတယောက်ထဲနေမှာပေါ့။အဲ့လိုသဘောမဟုတ်ဘူးလीအဖိုး။ဟိုတဲကဘောခလူတွေရော။အဲ့ဒါငါသမီးနဲ့ငါသမတ် ကောင်မလေးရငါမီသူတို့ကရောအဖို့ဗမာနေတယ်ဟိုရင်ကြီးတဲမှာလေဥမန်တော့အဖိုးကြီးဟာဦးစမ်းမင်းနဲ့ဦးမောင်မောင်တို့နှစ်ယောက်စလုံးကလမ်းမိဒီမှာတော့အမှန်ပဲဟိုလေဘယ်အင်ကြီးကိုပြောတာလဲအဖိုးနင်တို့ဝေခဲ့တဲ့အင်ကြီးလေဟာသူတို့နှစ်ယောက်စလုံးစွန့်ရသွားလေတဲ့ ိုးကြီးကလည်းနားမလည်နိုင်တော့ပြီ။သမီးနဲ့သမန်းလိုလည်းပြောသေး။သူတို့ကငါ့ကိုခယူးမဆိုင်ကြလို့ငါတက်လိုက်တာလေ။ငါမင်းလေးကလည်းငါ့ကိုဆိုမချစ်ဘူး။ဒီတော့သူ့ကိုငါရေရိုးကနဲ့ရေနဲ့တက်လိုက်တာ။ဟိုနှစ်ယောက်ကတော့အစာနဲ့အစိတ်ခတ်ပြီးတက်လိုက်တာ။အဖိုးကြီးလူသားခဲ့တဲ့အကြောင်းကိုအယူတယောက်လို့ပြန်ပြောကတိုက်ဟီးတဲနဲ့လုံနေလေတယ်။သူတို့အဲ့ဒီအိမ်ကြီးထဲမှာပဲနေဖို့ငါပြောထားတာလေ။ ဒီเจ้าကိုနင်တို့နှစ်ယောက်ကိုပဲပြောပြဘူးလားသူတို့နှစ်ယောက်ဒီချွေးများပြန်လာပြီးစိတ်ဝေဒနာတဲ့အဖိုးကြီးအားပို့ပြီးတော့ကြောက်လာလေတဲ့နင်တို့လည်းမကြခင်တရားတော်မှမလို့ငါပြောပြတာတယောက်မျက်နှာတယောက်ကြီးကအဖိုးအားပြိုင်သူကြည့်လိုက်တယ်ဘာလဲအတော်ကြောက်သွားသလားအဖိုးကြီးကပြောရင်းဆိုရင်ဖြင့်ဇိုဘောင်းမှာအသွားမြနေတဲ့ပေါက်ဆိုင်နှစ်ခုကိုဆွဲထုတ်လိုက်လေတဲ့ မထုတ်လာသည်မဟုတ်ဖ ೇನೆ တရုတ်တိုက်ဆွဲထုတ်လာခြင်းဖြစ်တဲ့ပြည့်ပို့တိုက်တံများမှာတချွင်ရွင်နဲ့မြည်လေလေရဲ့ဒီအဘိုးကြီးယူနေတာကိုစမ်းမင်းကြီးတတိထားဟုတ်တယ်ကိုမောင်မောင်နှစ်ယောက်သားဘေးချင်းချင်းရဲလိုက်လေတဲ့အဖိုးကြီးစိတ်ထိန်ပါဗျာစိတ်ထိန်ပါဟုတ်လားမာယူနေတယ်လို့ထင်နေလို့လားအဘိုးကြီးကပေါ့စိန်တစ်ဖက်ကိုလက်ကကင်ပြီးတော့သူ့လူရှိကိုထားလာလေရဲ့ ပြီးတော့သူတို့နှစ်ယောက်ထံကိုပေါက်စင်ကြီးကိုလွှဲချလိုက်လေတယ်။နှစ်ယောက်စလုံးရှောင်းလိုက်တော့ကြောင်ဆိုဖာကသာခုံးမိလေတယ်။ဆိုဖာပေါ်မှာဂုံးကောင်းလေးမှာဖွာလန်ကျဲသွားပြီးတော့တခန်းလုံးပြန်သွားလေတယ်။နောက်တစ်ချက်ထပ်ခုပြန်တယ်။သူတို့ကမထိပါဘူး။ကုမမောင်ကဖိုးကြီးနောက်ကိုသွားပြီးတော့ပြေးရောက်ထားရင်ပြင်ဆင်လိုက်တယ်။ပူဆန်းမင်းမှာအဖိုးကြီးရှိမှရက်ပြီးတော့ခုတ်ချက်များကိုရှောင်းနေလေတယ်။ကုမမောင်ကအဖိုးကြီးအားအနောက်ဘက်မှာချုပ်လိုက်ပြီးတော့ဦးစမင်း ဖိုးကြီးလက်ထဲကပေါ့စိန်ကိုလှူလိုက်။ဦးစမင်းကလည်းဖိုးကြီးလက်ထဲမှာလှူလိုက်ပြီးတော့အဝေးကိုလွှန့်ပစ်လိုက်လေတဲ့။အဖိုးကြီးမျက်နှာနှစ်ချက်သုံးချက်ကဆင်ထိုးလိုက်လေတဲ့။အဖိုးကြီးနှကားတော့မှသွေးဆက်များကျလာလေတဲ့။ငေါ့လွတ်နင်တို့ငါတတ်မယ်။ငေါ့ဘယ်သူမှဂိမ်းမဆိုင်ကြဘူး။ဖိုးကြီးကငိုလိုက်ရေလိုက်မြင်အတင်းယုံကန်နေလေတဲ့သူလုံးနှစ်ယောက်စလုံးအဖိုးကြီးတက်တော့ခါကိုယူနေပြီးဦးမှတ်ကရဲစခန်းကိုအကြောင်းကြားလိုက်လေတဲ့ ဥမ္မောင်လည်းသိချာမဆုံးသေးမဲနဲ့အင်အားရောင်းဝယ်မိတော့ကြောင်းနောင်နာရကဦးစမင်းတို့သားမိသားဖာအိမ်တလုံးပြန်ဝင်နိုင်သည့်အထိအိမ်တွင်ခေါ်ထားလိုက်လေတယ်။ဦးစမင်းတို့ကတရေလျှောက်သည့်အိမ်ကြီးကိုအချုံးခံပြီးဆုံးလွတ်လိုက်လေတယ်။ထိုအိမ်ကြီးကိုနောက်ထပ်ဝယ်မဲ့သူမရှိတော့ဘဲနဲ့နှိမ့်ချလာတော့အခါမြို့ပြင်တွင်ထီထီရှိနေလေတော့တယ်။တခါတရံအိမ်ဦးကြီးတဲမှငုံရှိုက်တံများကြားရကြောင်းတခါတရံအိမ်ဦးတဲမှလူကြီးကို၎င်းမိန်းမကြီးကို၎င်းမြင်တွေ့နေရတယ်လို့ဆိုတယ်။ ဦးစားမင်းတို့ကထိုအင်ကြီးကိုရှေးဥပဝင်မလဲတော့ဘူး